အားလုံးမင်္ဂလာပါ The Basis Luna Channel ရတယ်ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီတစ်ခေါက်ကျွန်တော်လက်ထက်မှာရောက်ရှိနေတာက Off White Nike Dunk တရားဖြစ်ပါတယ်ဒီ series က လွတ်နံပါတ်နဲ့ထွက်လာတာဖြစ်ပြီးတော့လွတ်နံပါတ်1ကနေပြီးတော့လွတ်နံပါတ်50အထိကာလာဝေးပေါင်း50လာတဲ့ series တစ်ခုဖြစ်တယ်ပေါ့နော်အဲ့ထက်မှာကျွန်တော်ရရှိကြတဲ့နံပါတ်ကလွတ်နံပါတ်38ကာလာဝေးရတော့ဒီပန်းရောင်ရယ်ဒီ wires လေးတွေကအပြာရောင်နဲ့တက်ကပန်းရောင် source ပါညာတော့ပုံမှန်တန် gray ရောင်ပဲဖြစ်တယ်ဒါပေမဲ့ဒီဘက်နဲ့ထွက်ထားတာက3နှစ်ကျော်ပြီအဲ့တော့ဒီဖဏအကြောင်းကိုလည်းအကောင်လုံးကတည်တင်တလောက်ကတည်ပြီးနေကြဖြစ်တဲ့အတွက် ကျွန်တော်ဒီနေ့ဒီဖနက်ကြောင်းပြောမှာမဟုတ်ပါဘူးကျွန်တော်ဒီနေ့ပြောမယ့်အကြောင်းအရာကဒီလိုတာမန်ဒန့်တရံမှာ wires တွေ tag တွေ color wheel တွေပြောင်းပြီးတော့ off white ဆိုတဲ့နာမည်တက်လိုက်ရုံနဲ့ဘာလို့ဈေးရ၃လေးစားဖြစ်သွားရတာလဲ off white ဆိုတာဘာလဲ off white တွေဘာလို့အဲ့လောက်ဈေးကြီးရတာလဲဆိုတဲ့အကြောင်းကိုဒီစလောက်ပုံစံတအနေနဲ့ညွှန်ပြမှာဖြစ်ပါတယ်ပြန်ကြည့်ရှုနေတဲ့လူချင်းမင်းတို့ထဲမှာကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပါသေးလို့ရှင်လဲ subscribe လေးလုပ်ပြီးတော့ဒီ video လေးကို like လေးလုပ်ပေးတော့ပါဦး ားလုံးပဲကျေးဇူးတင်ပါတယ်အားလုံးပဲ intro လေးပြီးရင်ဆက်လိုက်ကြတော့ Ofi Ofi ရဲ့ founder Vijay Amblon က Chicago မှာ streetwear ကာချာအငွေသက်တင်တဲ့ကြီးပြင်းလာတဲ့လူငယ်တစ်ယောက်ဖြစ်တယ်။ Illinois Rockford မြို့မှာမွေးဖွားခဲ့ပြီးတော့အဲ့ဒီအချိန်က Bull Basketball အသင်းမှာ Michael Jordan ရဲ့ prime time ဖြစ်နေတဲ့ကာလပေါ့နော်။ ဲ့ဒီအချိန်ပိုင်းတွေမှာလဲချီကာဂိုမှာက streetwear culture တွေကစတင်ပြီးခေတ်စားလာပြီးပဲဖြစ်တယ်။ဒါပေမဲ့ budget streetwear culture ကတော့ New York မှာစတင်ခဲ့တာဖြစ်ပြီးတော့ New York မှာចောင်းသားအရွယ် gravity artist တူဖြစ်တဲ့ budget က Samuel Spitzer တနည်းအားဖြင့်အခုလက်ရှိ Spring မှာ web presence အနေနဲ့လုံလုံနေတဲ့သူနဲ့တွေ့ရှိခဲ့တာဖြစ်တယ်။ပြီးတော့သူနဲ့လက်တွဲပြီးတော့ Fort Home ဆိုတဲ့နာမည်ကို New York မှာစတင်ပြီးတော့ brand အနေနဲ့ထုတ်လို့ရောင်းချခဲ့တယ်ပေါ့နော်။ဒါပေမဲ့လည်းသူ့ရဲ့ပထမဆုံး brand ဖြစ်တဲ့အတွက် စင်မပြေဘူးပေါ့နော်အဲ့ဒါနဲ့ကြာရှုံးပြီးတော့ t-shirt ဆိုင်ဒီဇိုင်းမှာပဲ t-shirt printing အလုပ်လေးကိုဝင်အောင်လုပ်ကင်နေခဲ့တယ်ဒီလိုနဲ့ကာလာတစ်ခုကြာပြီးတဲ့အချိန်မှာ Donsey ဆိုတဲ့ဘဲတယောက်နဲ့သူနဲ့တွေ့ခဲ့တယ်ပြီးတော့အဲ့ Donsey ကနေပဲသူ့ရဲ့ scale နဲ့သူ့ရဲ့အဲ့ printing design တွေဘာတွေကိုသဘောကျခဲ့ပြီးတော့ John Monopoly ဆိုတဲ့ဘဲနဲ့ထပ်ပြီးတော့မိတ်ဆက်ခဲ့တယ် John Monopoly ဆိုတဲ့ဘဲကတော့ဘာမှမဟုတ်ပါဘူးခါကြီးဝါစီယံမန်နေဂျာအဲ John ကနေမှတစင်း ဗာဂျဲကခန်းနီဝတ်စ်နဲ့စတင်ပြီးတော့ friendship အနေနဲ့လက်တွဲခဲ့ပြီးတော့2006ခုနှစ်မှာအရန်ကျန်တဲ့ creative duo ဖြစ်တဲ့နာမည်ကြီးလာခဲ့တယ်ပေါ့နော်ခန်းနီဝတ်စ်ကအရန်မိုက်တဲ့ album cover တွေကိုလည်း design ဆွဲပေးခဲ့တယ်အထင်ရှားဆုံးပြောရလို့ရှိရင် album cover တွေဖြစ်တဲ့ What's the Throne နဲ့ MBTTF တို့ပဲဖြစ်တယ်ပေါ့နော်အဲ့ဒီလိုနဲ့ဗာဂျဲက um fashion နဲ့ music industry မှာပါစပြီးတော့နာမည်ရရှိလာတယ်ဒီလိုနာမည်ရလာတာကလည်းကာနီဝတ်စ ကြောင်းလို့ပြောလို့ရပါမယ်သူရဲ့ကိုပိုင် skill idea တွေကြောင်းလည်းအများကြီးပါတယ်ဗောနော် နောက်ပိုင်းမှာတော့ kit cardy asus progiro ရဲ့ evan တွေကိုပါသူကစတင်ပြီးဒီဇိုင်းဆွဲရေးဆွဲခဲ့တယ်အဲ့ဒီကာလနောက်ပိုင်းတွေမှာသူရဲ့နောက်ထပ်လှုပ်ရှားမှုအနေနဲ့မျိုးရဲရကလပ်တွေထဲမှာသူတငယ်ချင်းတွေနဲ့ပေါင်းပြီးတော့ DJ လိုက်တီးရပြီးတော့သူတို့ရဲ့ DJ အဖွဲ့အတွက်ဆိုပြီးတော့သူရဲ့ merchandise တွေစပြီးတော့ပြန်လဲထုတ်လုပ်ခဲ့တယ်ပေါ့နော်အဲ့ဒီ brand name ကတော့ Bing3 ပါ အဲ့ဒီ Bentley brand ကို Kanye West, Rihanna နဲ့ ASAP Rocky တို့ကဝစ်ဆင်ခဲ့ပြီးတော့နာမည်တစ်ခုအထိအတိုင်းထားရလာတဲ့ brand တစ်ခုလည်းဖြစ်တယ်။ပြီးတော့ဒါဟာ fashion လောကအတွက် fashion design အသစ်ကိုဈေးနှုန်းများများနဲ့စတင်ရောင်းချခဲ့တဲ့ Vacher ရဲ့စိန်ခေါ်မှုအသစ်လို့လည်းပြောလို့ရတယ်။ဒါပေမဲ့ကန်ဆိုတာကလည်းစိုးတလင်းနဲ့ကောင်းတလဲဆိုတာတော့ရှိစမြဲပါပဲ။အဲ့ဒီ brand ကရေရှင်မြေတည်နိုင်ခဲ့တဲ့အပြင် Vajo ကလည်းနောက်ပိုင်းမှာအဲ့ဒီ project ကနေပြီးတော့နှုတ်ထွက်ခဲ့တယ် ပြီးတော့အဲ့ဒီကာလာနောက်ပိုင်းနေမှာ Vajer ရဲ့ brand တစ်ခုဖြစ်တဲ့ Pirate ဆိုတဲ့ကဘာကြော်လာတဲ့ brand တစ်ခုကိုစတင်ပြီးတော့ဖြန့်ဝေခဲ့တယ်။အဲ့ဒီ Pirate အတွက်ရိုက်ထားတဲ့ shop line တစ်ခုရှိတယ်။အဲ့ဒီ shop line ထဲမှာဆိုလို့ရှိရင် New York scene တစ်ခုပါတယ်။အဲ့ဒီ scene မှာ Asus Progiro ရဲ့ Asus member တစ်ဖွဲ့လုံးကအဲ့ဒီ brand ကိုဝစ်ပြီးတော့ကြော်ညာခဲ့တဲ့အတွက်အဲ့ဒီ brand ကတဟုန်ထိုးပေါက်လာတဲ့ streetwear brand တစ်ခုဖြစ်နေရက်တည်ခဲ့တယ်။ hoodie တစ်ထည်ဒေါ်လာ950နဲ့ရောင်းချနိုင်ခဲ့တဲ့အပြင် ဗာချင်းအတွက်လည်း900ရာခိုင်နှုန်းထိကိုအကျိုးမြတ်တည်းရရှိခဲ့ပါတယ်။ဒါပေမဲ့ခုနကကျွန်တော်ပြောသလိုပဲအဆုံးသက်ဆိုတာမရောက်ခင်တော့ကန်တရားတစ်ဖက်လက်ရိုက်ချအောင်ပါပဲ။အဲ့ဒီ Pirate ဆိုတဲ့ brand ကလည်းတစ်နှစ်ကျော်ပဲရပ်တည်နိုင်ခဲ့ပြီးတော့ copyright ပြဿနာတွေနဲ့ကြာရှုပ်မှုတွေရင်ဆိုင်ခဲ့ရတယ်ပေါ့။အဲ့ဒီကာလ2012 2013ကာလတွေမှာလည်း fashion industry ကအများကြီးကျယ်ပြန့်လာတာကိုကျွန်တော်တို့တွေ့ရတယ်ခံစားရတယ်။အဲ့ဒီကာလတွေမှာပဲ Virgin ကလည်းသူ့ရဲ့ကြာရှုပ်မှုတွေကနေပြီးသင်ကန်းစာတွေအများကြီးဇက်တိုက်ဆိုလိုပဲရရှိလာခဲ့တဲ့လူတူဖြစ်နေခဲ့ပြီပေါ့။ အဲ့လိုကြာရှုံးမှုတွေရနေရရှိခဲ့တဲ့သင်ခန်းစာတွေကိုအသုံးချပြီးတော့2014မှာ Vajay ကကျွန်တော်တို့တည်ပြီးသားပြီးပြည့်စုံတဲ့ brand တစ်ခုဖြစ်တဲ့ Off White ကိုစတင်ပြီးတော့မွေးဖွားခဲ့ပါတယ်။သူဟာ Off White ကိုတကယ့် designer brand အနေနဲ့ရည်တည်ချင်တာဖြစ်တဲ့အတွက်ကြောင့်2014မှာပဲစပြီးတော့သူ့ရဲ့ custom clothing တွေနဲ့တည်ဆောက်ထားတဲ့ Off White ဆိုတဲ့အကြီးကိုကျွန်တော်တို့ကဘာအတွက်ချပြခဲ့ပါတယ်။အရင်သူလုပ်ခဲ့တဲ့ brand တွေမှာသူများချုပ်ပြီးသား flannel တွေ hoodies တွေပေါင်းမီတွေခြေအေးတွေကိုပဲသူ့ရဲ့ လူကိုသူကရိုက်ပြီးတော့ပြန်လဲရောင်းချခဲ့တာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီကာလာပိုင်းတွေမှာ negative comment တွေအများကြီးရတယ်ပေးရတဲ့ဈေးနဲ့လည်း quality တွေကမတန်ဘူးဆိုတော့ feedback အစုပ်အပြက်တွေပဲရရှိနေကြတာပေါ့ဒါပေမဲ့ offline မှာတော့သူ့ရဲ့ signature လို့ပဲပြောရမလားသူ့ရဲ့ကိုယ်ပိုင် design ဖြစ်တဲ့ strike motif တွေနဲ့စတင်ပြီးတော့သူ့ရဲ့ offline ပထမဆုံး collection ကိုချပြခဲ့တယ်။ offline ရဲ့ရည်တည်မှုတုံးတဲ့အကြ2019မှာတော့ virgin အတွက်အကောင်းဆုံးနှစ်တစ်ခုလို့ပဲပြောရမလား off white အတွက်အကြီးမားဆုံးခြေလှမ်းလို့ပဲပြောရမလား nike နဲ့စတင်ပြီးတော့ collaboration တွေလုပ်ခဲ့တယ်တကယ်တော့ nike နဲ့ collaboration လုပ်ဖို့အတွက်က2012မှာတည်းကဆွေးနွေးမှုတွေစတင်ခဲ့တာဖြစ်ပေမဲ့အဲ့ဒီချိန်လေးမှာက Kanye West က Nike နဲ့ collaboration တွေရှိနေတာအတွက်ကြောင့်9နှစ်ကျော်2019ရောက်မှာပဲ off white က Nike နဲ့ collaboration တွေစပြီးတော့ pop up လုပ်ခဲ့ပါတယ် but when is pop up is global လိုချိန်တွေကနေစပြီးတော့ Virgil ရဲ့ All Fight ဆိုတဲ့ brand က fashion လောကိုပြန်ပြီးတော့တဖန်ကြီးစိုးလာနိုင်ခဲ့တာပေါ့။ဒါအပြင်2018မှာ Louis Vuitton Louis V ပေါ့ Louis V ကသူ့ရဲ့ creative designer ဖြစ်ပါ Virgil ကိုခန့်အပ်လိုက်တယ်လို့ကြေညာခဲ့တယ်။အဲဒါကြောင့်ပဲ Studio လောကရဲ့တိုးတက်မှုတစ်ခုအနေနဲ့နောက်ပိုင်း fashion industry မှာ luxury လို့ပြောရမလား future of the fashion လို့ပြောရမလား streetwear ကကြာလေအများကြီးတိုးတက်ပြောင်းလဲလာခဲ့တာပါ။ ပြီးတော့ Vajay ကိုတိုင်ပြောခဲ့တဲ့သူ့ရဲ့ brand ကဘာလို့အဲ့လောက်ဈေးကြီးရတာလဲဆိုလို့ရှင်သူဒီလို brand ကိုလွယ်လွယ်နဲ့တိစောက်ခဲ့တာမဟုတ်တဲ့အတွက်ကြောင့် Off White ဆိုတဲ့ brand ကိုဈေးကြီးတယ်ထင်လို့ရှင်မင်းတို့ကိုတိုင် Off White ကိုရှင်နိုင်တယ်ဒါမှမဟုတ် Off White ထက်တာတဲ့ brand တခုကိုကိုယ့်ဘက်ကိုတိစောက်လာနိုင်ဖို့အတွက်ရည်ရွယ်ထားတဲ့ brand တခုဖြစ်တယ်လို့လည်းပြောတယ်သူ့ရဲ့ brand Off White ကိုလူငယ်တွေ inspire ယူပြီးတော့ street culture ကိုတိုးတက်အောင်လုပ်ချင်တဲ့သူ့ရဲ့ရည်ရွယ်ချက်ကြောင့်

it's targeted towards the demographic that can afford it. But for the one that demographic that can afford it, it's meant so that you start the competing brand that's better than Off White.